ဟယ်လိုချရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့ကတော့2025ခုနှစ်ဇွန်လ23ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့သတင်းမှကြည့်ကြမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ပထမဦးဆုံးလိုရီတူရှင်သတင်းလေးဖတ်ပြပေးပါမယ် ကဲပထမဆုံးသတင်းပုတ်ကတော့ချမ်ဖက်စစ်ကောင်စီတက်မတော်လီအမတ်တစိဖြင့်တေယူပို့ဆောင်ရေး Y8 လီယင်တစ်နစီကိုတရုတ်နိုင်ငံကုမင်းလေစိတ်တွေရှာဖွေတွေ့ရှိခဲ့ပြီးစစ်ကောင်စီတမချာမီအုံပြုတော့မယ်လို့ယူဆရကြောင်းမြန်မာ Witness ကသတင်းထုတ်ပြန်ထားဆိုတာသိရပါတယ်နော်အဲ့တော့တွေ့တဲ့အတိုင်းပဲချမ်ဖက်စစ်ကောင်စီရဲ့ဒီလီယင်တွေကိုကူညီပေးနေတယ်ဒါတရုတ်နိုင်ငံဖြစ်ပါရဲ့နော်အဲ့တော့တရုတ်နဲ့ဒီခုဆိုချမ်ဘက်စစ်ကောင်စီမှာလေရင်အားတွေနေလာပြီဖြစ်တဲ့အတွက်ချမ်ဘက်စစ်ကောင်စီအတွက်ပေါ့နော်1.8လေရင်အစ်စ်နစီတရုတ်နိုင်ငံကနေထောက်ပို့ထားတာတွေ့ရပါတယ်အဲ့တော့ ဒီ main online ကိုတားဆီးမဲ့မရှိဘဲနဲ့ main online ဘုံကျဲမှုတွေကိုကူညီပေးနေတယ်တရုတ်နိုင်ငံရဲ့လှုပ်ဆောင်ချက်ကတော့တကယ်ပဲပေါ့နော်ကျွန်တော် ပြည်သူတွေကတည်းကယွန်စရာမုန်းသီးစရာဖြစ်ပါရဲ့နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံတွင်တော်လိုင်းတက်များကြီးစိုးမိုးနေမြင်မှာမလေးရှားနိုင်ငံထက်ပင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်လိုဖြစ်လိုအပ်နေတယ်လို့တိုင်းရင်းသားတော်လိုင်းတပ်ဖွဲ့များ AIOS များကအခြေခံအားဖြင့်သဘောတူညီထားကြောင်းမျိုးသားညီညွတ်အစိုးရ UNG ဦးကြီးဒေါက်တာဇော်ဝေဆိုကပြောဆိုထားပါတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲတော့တိတ်ပိတ်ရရှိထားတဲ့နေပြည်တော်တော်များနေတဲ့အနေအထားဖြစ်ပါတယ်နော် ောက်တဲ့တစ်ပုတ်ကလည်းဘကိုးတိုင်း PKI ပေါန့်တယ်မြို့နယ်ညောင်နီပင်ကျေးရွာနယ်မအူကင်းကျေးရွာကြားမှာတိုက်ပွဲဖြစ်ပွားပြီးခွာနေတဲ့စစ်ကောင်စီတပ်သားတွေကိုထပ်မံမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားထပ်မံတေဆုံးမှုတွေရှိတယ်လို့ပေါန့်တယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF 3639တရင်ကသတင်းထုတ်ပြန်ထားတယ်ဆိုတာသိရပါတယ်နော် 3ရက်နေ့မှာမနက်9:00နာရီကနေနေ့လယ်ကင်းတဲ့ချက်ခွဲလောက်ထိကိုတိုက်ပွဲဖြစ်ခဲ့တာပါတဲ့အဲ့ဒီတိုက်ပွဲမှာတည်သွားတဲ့စစ်ခွေးလောင်းတွေကိုတန်ရသူတွေကိုကြောက်ကြီးတောင်ဘက်ကနေပေါင်းတဲ့ဘက်ကိုပြန်ပို့တာပေါ့နော်တဲ့အဲ့ဒါကိုကျွန်တော်တို့ကသူတို့ကြောက်ကြီးတောင်ခေကိုမရောက်ခင်ကြားထဲမှာမိုင်းဆွဲတက်ခဲ့ခဲ့တာလို့3061တိုက်ရင်ကစစ်ထောက်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကမောင်းကိုသတင်းပေးထားပါတယ်ဖြစ်ပါတယ်နော်ဘရမအုပ်စုကြောင့်နားထောင်မဲ့တည်င်းကတော့မြောက်ရီနေဆက်မှာရှိတဲ့ထီကလပ်ထီကပလေစခန်းပူပေါင်းတဲ့အသိပ္ပယရှိတဲ့တည်င်းနားထောင်ကြည့်လောက်နော် ပြည်မျိုးနယ်ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီရဲ့ထိကပလဲတက်စခန်းကိုတွန်လိုင်းပူပေါင်းတပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီရဲ့ထိကပလဲတက်စခန်းကိုမနေ့ကဇွန်လ22ရက်ညနေပိုင်းမှာတွန်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားတွေထွက်ပြေးသွားကြပြီးစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့စီရေးသတင်းရင်းမြစ်တူက ARD Times ကိုပြောပါရတယ်။မစုံတန်းခံစစ်ထိကပလဲခြေကုပ်စခန်းကို ညနေပိုင်းကသိမ်းနိုင်ခဲ့ပါတယ်လို့အဲ့ဒီစီးရီးသတင်းရေမြစ်ကဆိုပါတယ်။လက်ရှိမှာ ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့ဥက္ကဋ္ဌဝေါ်လီဗျူဟာတည်တဲ့လဲကာကင်စခန်းဆတဲ့စခန်းသုံးခုသာကျန်ရှိတော့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလာတွင်ကကရင်မျိုးသားလူမျိုးရေးတက်မတော် KNL ဥဆောင်တဲ့တွန်လိုင်းပူပေါင်းတက်ဖွဲ့တွေဟာမြရီမျိုးနယ်ထိုင်းမြန်မာနယ်စပ်ရှိဗလဲတူကနယ်လီရွှေအေးမြိုင် ဘရင်အောင်တက်စကန်နဲ့မော်ခီးတက်စကန်တွေကိုဇက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါအပြင်ဇွန်လ3ရက်နေ့မှာတေဘောဘုစကန်ကိုပါဆက်လက်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ကဲဒါတော့เนาะကရင်ပြည်နယ်မှာစကန်တွေတစ်ခုပြီးတစ်ခုအသိမ်းခံတဲ့အချက်အလက်စကောင်စီရဲ့သတင်းဖြစ်ပါတယ်เนาะ။ ကဲနောက်ထပ်ကျွန်တော်နောက်ထပ်မှတင်ရတာချက်ပစစ်ကောင်စီအခုချိန်မှာဆိုရင်စစ်မှုထမ်းဥပဒေနဲ့ပေါ့နော်နှစ်နှစ်ဆိုပြီးမှအာလုံးဝပြန်ထွက်လို့မရတဲ့အနေအထားတွေတွေ့နေရပါတယ်နော်အဲ့တော့စစ်မှုထမ်းဥပဒေပဲမပြောပါနဲ့ဘူးနော်ကြံရှိတဲ့ပြမစစ်သားအဟောင်းတောင်မှထွက်လို့လုံးဝမရတာအားလုံးသိပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးချက်ပစစ်ကောင်စီရဲ့လိန်ညာမှုတွေကိုပြောလာတဲ့ဒီဘဝမမောင်ရဲ့စကားလေးနောက်ထပ်ကြည့်အောင်နော်နေပါတော့ပြန်ပြီးတော့တင်ပေးတယ်တင်ပေးပြီးတော့ရှေးတန်းကိုထွက်တယ်သူတို့လည်းတစ္ဆာရှိရှိနဲ့ရှေးတန်းမှာတိုက်ခဲ့ပါတယ်တိုက်သည်လျောက်လည်း ကြားတယ်သူလည်းကြားတယ်မကြားလို့ကြံတဲ့သူလည်းမကြားကြံခဲ့တယ်ပေါ့ဗျာနော်အဲ့တော့တိုက်ပေးခဲ့တယ်တိုက်ပေးဒီလျောက်လည်းစေရရအောင်မြင်မှုတွေရခဲ့တယ်အခုတော့ဘလို့ဖြစ်လဲဆိုတော့ခါကြတော့ဒီတက်ကသူတို့ကိုပြန်ပြီးသစ္စာဖောက်သူခံစားရတာပေါ့ဘာကြောင့်အချိန်ပြည့်ပြီသူတို့ကိုပေးမထွက်တဲ့ပုံစံမျိုးတွေတွားတွေ့ရတယ်ပေးမထွက်ဘူးဆိုတော့သူတို့သူတို့မျောလင်းခဲ့တာဟာစစ်တပ်ကငါတို့တနစ်တတိပေးဆက်ပြီးွားလို့ရှိရင်ဟဟလာဒီ ထောင်ထဲမှာလည်းတနည်းနေရပါဒီမှာတနည်းတနည်းပေးဆက်ပေးဆက်လို့ရှိရင်ပေးဆက်ထားခြင်းတူတော့ဟုတ်လားအတန်းနဲ့ရင်းပြီးပေးဆက်မယ်ဆိုပြီးတော့စစ်တပ်ကိုပြန်ပေးဆက်ခဲ့ကြတယ်စစ်တပ်ကသူ့ကိုပြန်ပေးဆက်မှုကတော့ဂရီးဖောက်ဖျက်ခြင်းပဲအဲ့ဒီအတွက်ကြောင့်မို့လို့တော့ခုဒီဖြစ်ရမှာအရင်ဆုံးအနေနဲ့ပေါ့နော်ခလာရ306အဲခလာရ306ဆိုလို့ရှိရင်အခုသူတို့ကို calling ကနေစပြီးနေပြီးရှင်းလင်းမှုတွေစပြီးသူတို့စလုပ်တယ်သူတို့တက်ရရနော် ပြီးတော့အဝင်းတို့အထိကိုရောက်သူတို့ရှင်းနိုင်ရတယ်ရှင်းနိုင်ပြီးတော့အဲ့ကတည်းကတစင်လေနဲ့ခေါ်ပြီးတော့ရဟတ်ရင်နဲ့ခေါ်ပြီးထိကြိုက်မှာပို့တာအခုချိန်အထိအာသူတို့သူတို့ရဲ့တက်တန်းကပြည့်သွားပြီပြည့်သွားပြီမြဲအခုချိန်အထိသူတို့ကထွက်ချင်ပြီပေါ့သူတို့ပေးမထွက်ဘူးပေးမထွက်ဆိုတဲ့ခါကျတော့သူတို့စိတ်တက်ကြရတယ်ပေါ့ဗျာနော်အဲ့တော့သူတို့နောက်မှာလဲသူတို့လိုမျိုးနောက်ထပ်၃နှစ်စာချုပ်နဲ့ဝင်နေတဲ့လူတွေရှိတယ်၃နှစ်စာချုပ်သမားတွေဟာတနှစ်သမားတွေတော့မထွက်ရတာငါတို့လည်းထွက်ရပါမလားဆိုပြီးတော့စိတ်ညစ်ရတာပေါ့ဗျာနော် ဟုတ်ပြီ ောက်တဲ့9နှစ်သမားတွေရှိတယ်။နောက်တဲ့9နှစ်သမားတွေကလည်းဟာအရှိရတနည်းသမားတွေအောင်မထွက်အောင်ငါတို့တွေကထွက်ရပါမလားဆိုတဲ့ပုံစံမျိုးတွေဒီအဲဒီစိုးရိမ်စိတ်တွေကတော့ဖြစ်လာပြီပေါ့ဗျာနော်။အဲ့တော့သူတို့နဲ့ပတ်သက်ပြီးဆက်လက်လည်လာကြည့်ရဲ့ခါမှာလဲဒါစစ်တပ်ကလည်းဟိုကျွန်တော်ပြောပြကျွန်တော်စစ်တပ်နဲ့ရက်တည်တာဖြစ်တယ်။စစ်တပ်ကလည်းအခုအထက်ကထွက်ခွင့်ပြီလားအထက်ကလည်းထွက်ခွင့်ပြီစာချုပ်ကအဲပြည့်တဲ့အတွက်ကြောင့်မလို့တဲ့နော်ဟိုဂျီနန်ကအထက်ကဂျီနန်ချလိုက်အဲမင်းတို့ဒီလူတွေကိုပေးထွက်ခွင့်ပြုလိုက်ပါတော့ဆိုတော့ ကျင်းနှန်းကလည်းရောက်လာပြီထွက်ခွင့်လည်းပေးထားပြီထွက်ခွင့်လည်းပြုပြီးသွားပါပြီဆိုတဲ့ဟာကိုအဲ့တော့အလေကလာအဲ့တော့ဒီနေရာမှာစစ်တိုင်းမှုနဲ့လည်းဆိုင်မတင်နဲ့ဘယ်သူတွေဘလို့လှုပ်ရှားနေကြလဲမသိဘူးအခုစစ်တီတွေအခုချိန်ကြီးမှာထွက်ရတော့ကြမလို့စစ်တပ်ထဲမှာဆနာပထမဆုံးကျွန်တော်စကားချီခဲ့သဘောပေါ့ဗျာနော်စစ်တပ်ထဲမှာဘာကြောင့်မလို့စစ်ပြည်တွေများနေစစ်တပ်ကတေးမှထွက်ရမယ့်ပုံစံမျိုးတွေဖြစ်လာတယ်အဲ့တော့အရှိကလူတွေပုံမှန်တော့မှဒီလိုမျိုးပေါ့နော်တနစ်သမားတွေကိုဒါမျိုးဂတိဖြတ်တဲ့ခါကျတော့သုံးနှစ်သမားတွေကစိတ်ညစ်တယ်သုံးနှစ်သမားတွေစိတ်ညစ်တဲ့ခါမှာငါးနှစ်သမားတွေကစိတ်ပြတ်တယ် ငါနဲ့သမားတွေစိတ်ပြတ်ပြီးတဲ့ခါမှာနောက်ထပ်ထပ်ဝင်လာမဲ့သူတွေအများကြီးရှိတယ်။ဟိုရင်တုန်းကဒါမျိုးလုပ်တယ်ဆိုရင်တော့လည်းမပြောလို့ဘောဗျာ။ဟိုရင်တုန်းကတော့ဒါမျိုးစစ်မှုထမ်းဥပဒေတွေပါလေကမရှိသေးဘူး။မရှိတဲ့ခါမှာစစ်တီကမရှိဘူး။မရှိတဲ့ခါမှာဥမာဖြစ်ရှီတန်းကိုစစ်တိုက်ထွားတဲ့စစ်တီကပြန်လာလို့ရှိရင်ဟိုအိမ်တော်မှနိုင်ဝတ်တနိုင်မနာရဘူးလမ်းမှာပဲတခါတည်းနောက်ကနောက်တန်းကသူ့ရဲ့မျိုးသမီးတို့မိသားစုကလာတွေ့တွေ့ပြီးတော့နောက်တနေ့အောင်ဆက်သွားတယ်ဖြစ်ဖို့စစ်သားတွေကပြင်ပန်းခဲ့အဲ့ချိန်ကတော့စစ်မှုထမ်းဥပဒေမှမရှိတာ ်အခုလိုမျိုးစစ်မှုတန်းဥပဒေရှိတဲ့အခါမှာတော့အရှိရစစ်တီတဘောမှာလည်းတစ္ဆာရှိဖို့လိုတယ်အဲ့ဒါမှအနောက်ကဝင်တဲ့သူတွေဝင်ချင်းမှာအခုတော့စစ်တပ်တဲ့ဝင်မှာကြောက်လို့ပတ်ပြေးနေရသူတွေပုံများလာဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကသာတစ္ဆာရှိစမ်းမှာစစ်တပ်တဲ့ဝင်လာမဲ့သူတွေရှိတယ်အချို့ဟိုကဲပေါက်ကဲနော်ဘယ်သူမှစစ်တပ်တဲ့ဝင်ချင်းဘူးနော် ဒီကိစ္စတွေဖြစ်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 စစ်တပ်ထဲတော့သူမှမဝင်ချင်တာတော့အမှန်ပါပဲเนาะအခုဆိုရင်စစ်တပ်ထဲမှာမဝင်ချင်လို့ပဲသူတို့စစ်မှုထမ်းဥပဒေထုတ်ပြီးမှဖမ်းနေရတာအဲ့ဒါတော့သိတာယူเนาะရှောက်ညာနေတာအဲ့တော့ဘာပြောပြောပါเนาะသူတို့ဟိုဒီဘသူမှလည်းစစ်မှုထမ်းတဲကိုမဝင်ချင်ဘူးဒါအပြင်သူတို့လိန်ညာနေတဲ့ဟာတွေပေါ့เนาะနှစ်နှစ်တွင်းထွက်ရမယ်ဘာညာကိုပြောတဲ့ဟာတွေကအခုချိန်မှာဆိုရင်အလိန်ညာတွေဆိုအားလုံးလည်းသိပြီးသားဖြစ်ပါတယ်เนาะအဲ့တော့သူတို့ကိုယ်တော်ဘုံမကိုယ်တိုင်ထုတ်ပြောလာတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ဘာပြောပြောသူတို့ခုနပြောလို့ပေါ့เนาะဒီစက်မစစ်တာအဟောင်းနေတောင်မှပေါ့เนาะ ထွက်လို့မမရတဲ့ကိစ္စအောင်နော်အဝင်သာရှိအထွက်မရှိတာဒီအချမ်းမစစ်ကောင်စီစစ်တပ်ပဲနော်အဲ့တော့သူတို့ဘလိုပဲပြောပြောဘသူမှကတော့ဒီထဲမဝင်ချင်တော့ဘူးအခုလည်းသူတို့မတရားဆူဆောင်းနေတဲ့အနေအထားဖြစ်ပါတယ်နော်ကဲနောက်ထပ်ကျွန်တော်နောက်ထပ်ရမှာတော့ MMD ရဲ့ပြောထားတဲ့ဟာနောက်ထပ်ကြည့်အောင်နော်စစ်ကောင်စီပြန်ပြိမယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ရည်ထားတဲ့ဆိုင်ပုတ်လေးကိုတွေ့မှာပါနော်၁၅မိုင်မှာမှုစေတွောင်းနေကြတဲ့ဟိုမိပတ်ပြူကိုပေါင်းလဲရှိမှာပဲနော် ဟိုညီကောင်မလေးအကောင်လုံးပေါ့နော်မူဆယ်ရောက်ဖူးတဲ့လူတွေ105မဲမှာဘယ်လိုစကလုံးမျိုးရေးထားလဲဆိုတော့ဟာကိုကျွန်တော်ရစ်ပြမယ်ကျွန်တော်တပ်ပုံတော့မတင်တတ်လို့နော်ဟိုဒီဟိုသူများဒီလိုထိတ်လေးမှတပ်ပုံလေးပါလေးထိုးတယ်ဗျာနော်အဲအဲ့ဒါမျိုးလေးတော့ကျွန်တော်မလုတ်တတ်ဘူးမလုတ်တတ်တဲ့ခါကျတော့မူဆယ်105မိုင်မှာကြည်ကြည်ပါဘယ်တော့ခါမှပြင်မပေးပါဘူးဟိုဘယ်လိုလဲ105မိုင်ကိုပြင်မပေးဘူးပုံညီနောင်မဟာမိတ် သုံးဖော်စိမရီမစောက်မရေရေဝင်းဝင်းနဲ့ကတ်ထားခဲ့တာနော်အဲ့တော့ဘယ်လိုပြောမလဲဒါအင်းပြောမစင်တော့ဗျာဒါဒီတို့တို့ရဲ့ကြီးကြုံမှုကလည်းကြီးကြုံမှုပေါ့နော်သူတို့ကြီးကြုံမှုကလည်းဒါပြန်ဗီဒီယိုလမ်းကိုပြန်တိတ်မယ်ဆိုရင်ပြောထားတယ်ဒီဘက်ကလည်းဒီဟာကိုလုံးဝပြန်မပေးနိုင်ဘူးစာရီဝင်းကလည်းကတ်ထားပြီးပြီတေဝင်းကိုကတ်ထားတာ အေးတကယ်တကယ်မယုံခဲ့ဘူးဆိုရင်လေဒီမူဆယ်ကားဆရာလေးမေဂျီမူဆယ်ရောက်ခုတဲ့ညီကောင်တော်မလည်းအားလုံးတည်တယ်မိကဒီဘောင်လုံးလည်းအားလုံးတည်တယ်နော်အဲ့တက်ခါကျတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲတတိယလိုင်းညတော့ပြန်ထဖို့သာအင်အားတော့85ရာခိုင်နှုန်းလို့တော့ခံမှန်းမိတာပေါ့နော်ဒါကျွန်တော်လည်းအတိအကျမသိဘူးပေါ့နော်ကျွန်တော်တို့ကျတော့ဒါလက်အောင်ငယ်တာတွေပဲနော်ဟိုလိုတအားကြီးအဆင်ရှိတယ်ထောင်းလည်းမပါဟောက်အဲ့တက်ခါကျတော့သူတို့ကဒီစာတွေလည်းရေးကတ်ထားပြီးပြီ ဒါခုဒီဗီဒီယိုလမ်းတက်ဂျိုးပြန်ပေးရမယ်လို့ဆိုလာခဲ့မှာပဲဒီစာတွေကတ်ခဲ့တာအဲ့တော့တရားငါးမိမှာအယူဆကတ်ထားပြီတရားငါးမိမှာမလုံးဝပြန်မပေးဘူးပုံညီနောင်သုံးဖို့ဆိုမှအရှိမကတ်ထားခဲ့တယ်ဒါဆိုတရားငါးမိဒီဗီဒီယိုလမ်းလမ်းမှာပါတယ်ဗီဒီယိုလမ်းလမ်းမှာပါနေကြီးအရာချင်းအကြောင်းရင်းကြောင့်စိတ်ကောင်းစရာပြန်သိမ့်မယ်ဆိုတော့ဒီညီနောင်မဟာမိတ်သုံးဖို့ကတ်တရားလိုင်းညာတေချာပေါက်ပြန်ထားတော့မှာလို့ပဲ ခံမှန်းကြည့်တာပေါ့နော်အဲ့လိုလေးတော့ယူဆမိတယ်အဲ့ဒါကတော့ဒီတတိယလိုင်းကပြန်ထခဲ့ရင်လေတကယ်တကယ်တမ်းဒီတစ်ဆယ်နှစ်ကိုစစ်စင်ရေးရရှမ်းမန်းစစ်စင်ရေးဆိုတော့မန္တလေးထိတသိမ်းမှုစာအတွက်တော့ဝင်မလေးလောက်ဘူးရဒါကြောင့်သူတို့ဘက်ကရှော့မလားဒီတစ်ဆယ်နှစ်ကိုစစ်စင်ရေးတတိယလိုင်းပြန်ထခံမလားကစနေကစစင်းလိုင်းထလာရင်လူလူပဲဒုက္ခရောက်ရမှာအဲ့ဒီအတွက်တော့ကျွန်တော်တကယ်စိတ်မကောင်းပြ ဒါကျွန်တော်ဘက်ကမပြီးတဲ့အရာလေးကိုကျွန်တော်ပြောပြတာ။ကဲဒါတော့ MND ရုပ်ပြောထားတဲ့အားလေးပေါ့နော်။အဲ့တော့တစင်းတစ်ဆက်ခွန်တတိယ line ဖြစ်နိုင်မလားဆိုသုံးသပ်ပြီးထားဖြစ်ပါရဲ့နော်ကျေကျွန်တော်တို့ဓာတ်ထားမဲ့တဲ့ကတော့ line ပေါ်မှာပေါက်ကရီပြောနေတယ်ပြောနေပြောစားပြီးပြောနေဘိုးတော်တကောင်ကိုဘူစီတဲဖဲထားတယ်နားတော်ကြည့်လောက်နော်ဒါပေမဲ့တစ်တော့တည်းမှာအမှန်တကယ်ပွတ်လိုက်တဲ့အချိန်မှာဒါဘတော့ပြောထားတဲ့ဇကားလဲတော့မတိဘူးဒါပေမဲ့တူပြောတဲ့ဇကားကလက်ရှိ ပြောတဲ့လူပဲထင်တယ်။ဘာဖြစ်လို့ဆိုဒီအာဏာတိုင်းပြီးတော့ပြည်သူကိုအကြမ်းဖက်နေတဲ့အကြမ်းဖက်တမစစ်ကောင်စီကပြည်သူကိုလက်နက်နဲ့တိုက်လို့မနိုင်တော့တဲ့အချိန်မှာဘာနဲ့လုပ်လဲဆိုတော့သွေးခွဲတက်ရှိုးတဲ့နီးနဲ့တုံးလာတယ်။အဲ့တော့သွေးခွဲတက်ရှိုးတဲ့နီးကမျိုးစုံတွေးခွဲတဲ့အန်ဒီပါတီအချင်းချင်းနဲ့တွေးခွဲတဲ့ပြည်သူနဲ့ NUG ကြားတွေးခွဲတဲ့ပြည်သူနဲ့တော်လှန်ရေးကြားတွေးခွဲတဲ့အခုလည်းဒီမှာဒီလူပြောထားတဲ့စကားတွေကလူပိန်အကြိုက်ရှင်းရှင်းပြောရရင်တော့သွေးခေါ်စဉ်းစားနိုင်စွမ်းမရှိတဲ့ စောက်ပိအကြိုက်စကားတွေနဲ့တော်လှန်ရေးကိုတွေးခွဲထားတဲ့အပြောတွေပြောထားတဲ့အတွက်ကျွန်တော် reaction လုပ်ချင်တယ်ကျွန်တော်တို့အတူကြည့်သွားရင် PP5 ရဲ့မင်းတို့ကပြည်သူရှိတယ်ဆိုရင်ဂျမဖန်ရဲ့ပြည်သူရတိုးလာမှာပေါ့မင်းတို့ကအမှန်တရားဆိုရင်လေမင်းတို့ကဓမ္မကိုပြည်သူတွေတိုးလာထောက်ခံလာမှာပေါ့အကြံဖက်နေပြီးတော့ထောက်ခံတဲ့ပြည်သူညော့သွားမှာပေါ့ပြည်သူမထောက်ခံလဲတော်လိုင်းရကြာဆုံးပါပဲလေโอเคကောင်းပြီအဲ့ဒါဆို မင်းတို့နောက်မှာပြည်သူတွေရှိရင်မင်းတို့ပြည်သူထောက်ခံမှုတိုးလာမှာဆိုတော့အဲ့ဒီပြည်သူကိုထောက်ခံခွင့်ရလားမရဘူးလားခမရအဲ့ဒါလေးဖြေပေးခမရပြောတဲ့မင်းတို့နောက်မှာပြည်သူတွေရှိရင်ဟုတ်တယ်ကျွန်တော်တို့နောက်မှာပြည်သူတွေရှိတယ်ဒါပေမဲ့အဲ့ဒီပြည်သူတွေကထောက်ခံခွင့်ရှိလားမရှိဘူးလားလွတ်လပ်စွာကိုကြိုက်တဲ့ဘက်ကိုထောက်ခံခွင့်ရှိနေပြီလားရှိနေတယ်ဆိုရင်တော့ခမရပြောတဲ့စကားမှန်တယ်လေ ဒါပေမဲ့လွတ်လပ်စွာမရှိဘဲနဲ့ကြိုးချဝက်လက်ကိုကြိုးတုတ်ထားလူတယောက်ကိုမင်းငါနဲ့ပြိုင်မနိုင်ပါဘူးပြောတော့ဒါဆောက်ပေါ်စကားပေါ့ဟုတ်တယ်နော်ကျွန်တော်ပြောတာမှားလားမှားဘူးလက်ရှိမြန်မာပြည်မှာဒေါက်အောင်ဆန်းစုကြည်မွေးနေမှာပန်းပန်တဲ့လူကိုအကျန်းဖက်ဥပဒေနဲ့ဖမ်းမယ်လို့ထောင်ချမယ်လို့ဩနေတဲ့နိုင်ငံကိုအင်းကြီးအနီကြိုက်လို့အင်းကြီးအနီဝစ်လောင်မှနော်အကျန်းဖက်ဥပဒေဆိုတဲ့ပေါက်ပန်း၄၀ဗဇက်တဲ့ရှိတာတွေနဲ့ပြောပြီးဖမ်းဆီးတပ်ဖြတ်နေတဲ့တိုင်းကြီး ပြည်သွင်းမှလည်းမဟုတ်ပြည်ပမှပါအဲ့ဒီကြရက်ကိုလိုက်ထည့်ပြီးတော့မျိုးစုံဒုက္ခပေးနေရတဲ့တိုင်းပြည်အဲ့ဒါလို့ဒုက္ခပေးမှုအောက်မှာကြံ့ကြံ့ခံနေရတဲ့ပြည်သူတွေကထောက်ခံခြင်းတိုင်းထောက်ခံလို့ရတယ်လက်တွေခြေထောက်တွေကြိုးတုပ်ပါးစပ်ကိုတိတ်နေပိတ်ပြီးတော့မင်းငါ့ကိုဘာတစ်ခုမှမရှင်းနိုင်ပါဘူးပြောတာကပြောခံရလူရှက်ဖို့ကောင်းတာမဟုတ်ပြောတဲ့လူပဲရှက်ဖို့ကောင်းတာပြည်လားနော်အဆက်ပိတ်ခါရှိလို့ရှိရင်အဲ့လိုစကားမျိုးတော့မပြောနဲ့တိလားအဲ့ဒါပညာမဲ့ အတွေးအခေါ်ကြံစမရှိတဲ့လူတယောက်ကပြောတဲ့စကားခမားပုံစံကြည့်ရတာအဲ့လောက်အတိညာမဲ့မယုတ်တော့မထင်ဘူးเนาะခမင်းမင်းတို့နောက်မှာပြည်သူတွေရှိတာပြည်သူရှိရင်တိုးလာမှာပေါ့ဆိုတဲ့စကားကြီးရှက်စရာကြီးဗျာခမားမို့လို့ပြောထွက်တယ်ဘာမှထောက်ခံခွင့်မရှိတဲ့ပြည်သူမင်းတို့နောက်မှာပြည်သူရှိရမှာပြည်သူရှိရင်တိုးလာမှာဆိုတော့ဟာဒုက္ခပဲဗျာเนาะလက်ဖျားခါတယ်မဟုတ်လက်ဖျားပါခါတယ်တိလာเนาะဆက်ပြောပါအောင်ကဲဟုတ်လားဒီဒီနာဇာကဥက္ကဋ္ဌကြီး အမေနတ်သားကအောင်ထိုင်အမေယူသေးတဲ့ဆောက်ကျိုးနဲ့ကိုမေကိုလုံးမင်းအောင်ထိုင်ကိုကြတော့ယူသေးလိုက်တာဟမ်တူတော်ကောင်းကိုယူသေးရမှန်းမသိလူရုပ်မှောင်ယူသေးရမှန်းမသိဒါတော့တိုင်းပြည်လုံးကိုအာနာတိတ်အကျန်းဖက်နေတဲ့အကျန်းဖက်ခေါင်းဆောင်ကိုနတ်သားကဥက္ကဋ္ဌကြီးပဲအဲ့တော့တည်းကခမားရဲ့အစင်အတန်ခမားအတန်ဘိုးကခမားကိုလည်းပြောပြလိုက်တယ်အတူတူပဲနော်ဆက်ပြောပါဦးကဲနတ်သားကဥက္ကဋ္ဌကြီးကဘာဖြစ်လဲပြောလိုက်လည်းပြောပြပြည်သူမထောက်ခံဘူးဆိုရင်တော့အဲဒါဒါကြဆုံးပါပဲဟုတ်တယ်လေအဲ့သူကိုယ်တိုင်အဲ့ခမား ဘဘကြီးကိုယ်တိုင်အဲနတ်ဆတ်ကဥက္ကဋ္ဌကြီးကိုယ်တိုင်တရုတ်နဲ့အင်တာဗျူးမှာပြောထားတယ်ပြည်သူရဲ့တုတ်ပြန်မှုကဒလန်လောင်တုတ်ပြန်လာမလို့သူမထင်ခဲ့ဘူးတဲ့သူကစောက်ပိန်းဟာကြီးကိုနိုင်ငံကြီးနားလည်လို့အာနာသိန်းတာမဟုတ်ဘူးအာနာယူပြီးအာနာသိန်းတာနော်အခုပြည်သူမထောက်ခံတဲ့အတွက်2021အာနာသိန်းရဲ့အချိန်စစ်ကောင်စီရဲ့အာနာပါဝါအနေအထားနည်းမြေစိုးမိုးမှုနဲ့2025ရောက်နေတဲ့အချိန်အဲ့ဒီစစ်ကောင်စီရဲ့အာဏာပါဝါနယ်မြေစိုးမိုးထားနိုင်မှုစိုးရုပ်လာတာတိုးတက်လာတာ နော်2021တော်လှန်ရေးတော်လှန်ပြည်သူဘက်ကအာနာပါဝါနယ်မြေစိုးမိုးမှုနဲ့2025တော်လှန်ပြည်သူဘက်အာနာပါဝါနယ်မြေစိုးမိုးမှုတိုးတက်လာတာစုံယုံလာတာဒါတော့ခင်ဗျားတို့လက်ကိုကြိုးထုတ်တယ်ခြေောက်ကိုကြိုးထုတ်တယ်ပါးစပ်ကိုတိတ်တဲ့ပိတ်တယ်မျက်စိကိုတိတ်တဲ့ပိတ်ထားတယ်နော်မင်းငါတို့ရှင်းပြမနိုင်ဘူးပြောနေတာဟုတ်တယ်နော်အဲ့လိုတိတ်နဲ့ပိတ်ထားကန်ထိတာတောင်မှဘလို့ဖြစ်နေလဲ အဲ့ဒါပဂတိအရှိတရားမြေပြင်ပေါ်မှာဖြစ်နေအရာကိုကြည့်လိုက်စစ်သားငါစစ်သားငါရဲပါกว่าဆိုပြီးတော့ရက်ွက်တဲ့ထောင်ထောင်ထောင်တွားနိုင်တဲ့အနေအထားရှိသွားပြီလားထောင်ထောင်ထောင်နော်အဲ့ဒါပဲနတ်ဆက်ကဥထာကြီးပြောတာမှန်ပါတယ်စစ်တယ်လည်းလို့ပဲပြည်သူမထောက်နိုင်ချင်ဆုံးပါပဲမှန်ဟိုစစ်ပွဲတွေဆုံးပါပဲစစ်နာအခုအဲ့ဒါမရှုံးနေတာလေဒါလည်းဟေးထောက်ခံမရတာဟုတ်ဒါတော့ပြည်သူကိုတက်ဖြတ်အကြမ်းဖက်မီးရှို့မရင်းကျင့်လှုပ်ချင်တိုင်းလှုပ်နေတဲ့ကောင်လှုပ်ချင်တိုင်းလှုပ်ပြီးတော့ ပြည်သူထောက်ခံမှုလိုတယ်စစ်တပ်ကိုပြည်သူထောက်ခံမှုလိုတယ်ဆိုရင်တော့ကိုလီကိုဆိုဘရုံးမှုန်နေလိုက်တာပို့ပြီးအကျိုးရှိလိမ့်မယ်တိလာပြည်သူထောက်ခံအဲ့လောက်တွေလုတ်ပြီးပြည်သူထောက်ခံမှု order ဆိုလို့ရှိရင်တော့ခမရတို့တွေလက်ကားတက်တဲ့အချိန်တွေပေါ်နေတာပဲเนาะဆက်ပြောပါဦးတော်မစစ်တပ်နေရာမင်းတို့ရမှာပေါ့စစ်တပ်တပူတော်ရေချင်းရှိအောင်လုပ်လေအဲ့တော့မင်းတို့အနာရှင်ရှိတဲ့နေရာသွားချလေမမရှိနေမင်းတို့သိနေတာသွားချပေါ့မပူနဲ့ပူနဲ့ချမယ်မပူမပူပါနဲ့ချပေးမယ်မပူနဲ့ခဏပဲစောင့်နော် ဒါချက်ချင်းချလို့မရဘူးလေဘာလို့ဆိုတော့လက်ပလာနဲ့စရတာလေဗျာနှစ်ပေါင်း60လောက်တိုင်းပြည်ရဲ့ဘန်နာတွေကိုစိတ်ကြိုက်တုံးပြီးတော့ခင်မီလက်နဲ့ကြိယာတွေခင်မီလက်နဲ့ကြိယာတွေထုံးလုံးနိုင်တဲ့စိတ်ယုံတွေစစ်သားစစ်တီတော်တွေအကုန်အပြည့်စုံတဲ့အဖွဲ့ကြီးကိုဘာမှမရှိတဲ့ကိုလီးတစ်ချောင်းကိုကင်ပြီးတော့ဒိုအေးလှုပ်တဲ့လူတွေကပြန်တွန်းနှံတာဖြစ်တဲ့အတွက်အချိန်တော့ယူရလိမ့်နော်ဟုတ်တယ်မလားအဲ့တော့အဲ့လိုဟာမျိုးကို ဘာမိုးနဲ့မြေတို့ကွာတဲ့အရာကိုရှင်ပြိုင်နိုင်ရယ်ဆိုတော့ခမည်းပြောတဲ့အရေးအရှင်းချိလို့ရှင်ပြိုင်နိုင်တာအရေးရှင်းမရှိရင်ရှင်ပြိုင်ဖို့မပြောနဲ့စိတ်ကူးနဲ့တော့ပြင်မလို့မရဘူးနော်ပြောပါဘာလို့ဟိုပြည်သူတွေကိုကျမ်းဖတ်ပါနဲ့သူတို့ကျမ်းဖတ်နေသေးဘူးလို့တော်လည်းမအောင်မြင်ဘူးဟုတ်တယ်အဲ့ဒါတော့လက်ခံတယ်တာမန်ပြည်သူကိုကျမ်းဖတ်လို့မရဘူးဒါပေမဲ့တခုရှိတာပြည်သူတို့နာမည်ခံထားတယ်ပြီးလို့ရှိရင်ဟဲ့ဒီပြည်သူအများစုတော်လှန်နေတဲ့ရန်သူရဲ့ အတွက်နော်ဗလံလုံးမယ်ပျို့လုံးမယ်ရန်သူကိုတည်င်းပေးလုံးမယ်အဲ့ဒါဆိုရင်ပြည်သူဖြစ်လို့မရဘူးအဲ့ဒီလုပ်ကိုကျွန်တော်လုပ်လဲကျွန်တော်ဟာပြည်သူကာကွယ်တပ်ဖွဲ့တွေရဲ့ပြစ်မှတ်ဖြစ်သွားမှာပဲကျွန်တော်အခုထောက်ဖို့တရားနော်အဲ့ဒါလို့အလုံးရမျိုးကိုကျွန်တော်သွားလုပ်မယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ကိုလည်းအဲ့ဒီပြည်သူကာကွယ်တပ်ဖွဲ့တွေကထားလို့မရဘူးရှင်းရမှာပဲအဲ့ဒါအကျန်းဖက်တာမဟုတ်ဘူးဟွန်းဘာဖြစ်လို့လဲအကျန်းဖက်ဓမ္မဘက်ကပါတဲ့ဒူမှန်တည်းများဟာ ရန်သူဖြစ်လို့သူဟာရန်သူဖြစ်သွားလို့သူ့ကိုရှင်းနေရအဲ့တော့ရက်ွက်ထဲမှာနေတိုင်းပြည်သူမဖြစ်ဘူးပြည်သူမှန်ပြည်သူလို့လောက်ပါတယ်နော်တော်လှန်ရင်ပြည်သူကဝိုင်းတက်ဖွဲ့ကိုမကူညီနေမနှောက်ရှက်ကောင်နှောက်ရှက်ပြီဆိုတဲ့အတူဟာရန်သူဖြစ်ပြီအဲ့ဒါအဲ့အဲ့တဘောတရားကိုတီးဖို့လိုအပ်တယ်ရှင်းရှင်းလေးဒါလိုပဲခမည်းတော်စစ်တပ်ဖက်ကလည်းနှောက်ရှက်ဖို့မပြောနဲ့ခမည်းတော်စစ်တပ်ဖက်ကိုနှောက်ရှက်ဖို့မပြောနဲ့တာမန်နေတဲ့ပြည်သူတို့တောင်မှဘလောက်ထိဒုက္ခပေးနေလဲ နေပြည်မှာတကယ်ပြည်သူကိုအကြမ်းဖက်နေတာဘဒုတယ်အဲတော်လှန်ရေးဘက်အချမ်းကလည်းနော်တရားရာဂိုင်းတို့ဖျောက်ဖြူတဲ့တော်လှန်ရေးကဘာပေါ်မှာမရှိပါဘူးရှိရင်ယူလာခဲ့ပါအမာရွင်အတိန်ဆောင်ရှိလိမ့်မယ်ဒါပေမဲ့လို့ပကတိမြေပြင်မှာဖြစ်နေတဲ့အမှန်တရားကိုကျွန်တော်မြင်အောင်ပြောပြမယ်စစ်သက်စစ်ကြောင်းထိုးဝိုင်းရွာလုံးကျွတ်ထွက်ပြေးရရွာလုံးကျွတ်တောင်မဟုတ်ဘူးဒီတန်းမှန်ရွာ၅ရွာရှိ၅ရွာလုံးအကုန်ပြေးရ PDF တွေတိုင်းတန်းလက်လက်ကိုင်းစစ်ကြောင်းထိုးဝါလို့ ရွာလုံးတို့ပြေးရတဲ့ data ခင်ဗျားမြင်ဘူးလားအဲ့ဒါအဖြေပဲအဲ့တော့ပြည်သူကိုအကြမ်းဖက်မှုအများဆုံးလုပ်တဲ့အဖွဲ့အစည်းဒီတော်လှန်ရေးဘက်ကလားစစ်ကောင်စီအကြမ်းဖက်စစ်ကောင်စီဘက်ကလားအဲ့ဒါပကတိအမှန်တရားတွေပါးစပ်နဲ့ပြောတဲ့အမှန်တရားမဟုတ်ဘူးเนาะ logic ကြကြထွက်ပေါ်လာတဲ့အမှန်တရားတွေအဲ့တော့အကြမ်းဖက်တာဘာတူလဲပြည့်ရှင်းပါတယ်เนาะဆက်ပြောကျွေးပါလားစာအုပ်လေးဖတ်ပြီးတော့တအုပ်လောက်ဖတ်ပြီး ော်လာရင်လက်နက်ကင်တော်လည်းရှိကူးမြင်တယ်မရဘူးဟာတမိုင်းကြောင်းလည်းမတူဘူးခုနပြောတယ်ဟုတ်တယ်တမိုင်းကြောင်းတော့မတူဘူး62မှာလည်းအခုလိုပြည်သူအင်ရမပါခဲ့ဘူးပြည်သူအင်ရဒီလောက်မညီခဲ့ဘူးတော်လာရင်ခရီးဒီလောက်မရောက်ခဲ့ဘူးအဲ့ဒီအိမ်မှာလည်းခမားတို့ပြီးပါမှာခမားဆိုတာတုံညင်းကင်းကိုတင်းညင်းကုန်းကိုမျက်စောင်းထုတ်ပြီးခြေတဖန်းအောင်လှက်နေတဲ့အရွယ်ဆိုတော့အဲ88ခမားကောင်းကောင်းပြီးတယ်နော်ခမားအတိဆုံးပဲ88မှာပြည်သူပါဝင်မှုအားဒီလောက်ရှိခဲ့တာနော်တော်လှန်ရေးအရှိန်အဟုန်ဒီလောက်ကောင်းခဲ့တာနော်နိုင်ငံတကာ တန်တမန်ကြီးရဲ့အောင်မြင်မှုတော်လှန်ရေးဘက်အခြေခံဘယ်လောက်ရခဲ့လားနော်အာနာရှင်ရဲ့အောင်မြင်မှုဒီထက်ဘယ်လောက်ပိုရခဲ့လဲဒီတွင်မှာတိုင်းသားလက်နက်ကင်အပါအဝင်ဒီလက်နက်ကင်အင်အားစုတွေနယ်မြေစိုးမိုးမှုစီးယုံနိုင်မှုတိုက်နိုင်ခိုက်နိုင်စွန့်အားဘယ်လောက်ရှိခဲ့လားကျင်နိုင်ပြီးပါတယ်နော်ဆက်ပြောပါနည်းနည်းစကုန်နိုင်တက်ရမယ်ကဗီဒီယိုဖိုင်နဲ့ရှိသွားပြီကျွန်တော်လည်းထပ်ပြောစရာမလိုတော့ဘူးထင်တယ်ဘယ်လောက်ဆိုရင်တဘောပေါက်ကိုကြည့်ရအဲ့တော့ ဒီကောင်နေရဲ့စိတ်သက်ဘလောက်ထိလွတ်တန်ဖို့ဘလောက်ထိအောက်ကိုနှိမ့်ညနေလဲကျွန်တော်တို့ပြည်သူကိုဘလို့တဘောထားလဲဆိုတာအားလုံးအတိပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်လေး reaction လောက်တာဒီလူကျွန်တော်တိတ်လည်းမတည်ဘူးအခုကျွန်တော် reaction လောက်တဲ့ဗီဒီယိုဖိုင်လေးအများစုရွေချက်ဒီ number 1ကျွန်တော်တော်နိုင်ရဲ့အတွက်အမှန်တရားအတွက်ပဲကျွန်တော်အဓိကရွေကြီးလုပ်လူပုဂ္ဂိုလ်ကြီးတိုက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့ရန်သူဘက်ကနေအဲ့လိုမျိုးပောက်ပန်း၄၀အောက်တန်းကြတဲ့လှုပ်ရက်တွေလှုပ်မယ်အောက်တန်းကြတဲ့စကားတွေပြောမယ်ဆိုရင်တော့ အနာမှရှိရင်တက်ဖြုတ်ရင်တော့ဖြုတ်မယ်ကျွန်တော်လူပုတ်ကိုကျွန်တော်ပြောရမှာမဟုတ်ဘူးနော်ဘာဖြစ်လို့လဲကျွန်တော်တို့တိုင်းပြည်ဒီလောက်တော့နေညာစုပ်ပြတ်နေတယ်အခုထိုင်းမှာတွားကြည့်ညနေဆောင်လမ်းဘေးတွားကြည့်လမ်းဘေးမှာအကုန်လုံးကျွံလို့ရက်နေတဲ့ဟာတွေအကုန်လုံးငါတို့နိုင်ငံသားတွေရင်နာတယ်အဲ့ဒါတွေမြင်လို့ရှိရင်ကျွန်တော်တို့ဒါတွေအားလုံးကကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေကြောင့်ဟုတ်တယ်ဒီနေ့တော်လှန်ရေးအောင်မြင်ကြီးဒီနေ့ဖက်ဒရယ်တိုင်းပြည်ဖြစ်ကြည့်အကုန်ပြန်မဲ့လူတွေကြီးမလေးရှားတွားကြည့်ဖမ်းကန်ထိနေဘယ်လောက်လဲ ဒါပေမဲ့အဲ့ဒီဒူတွေနားအကောင်းမှမတည်ဘူးเนาะပမာစကားတတ်မှမဟုတ်မော်ကရင်ရခိုင်ချမ်းပို့တော့ဝဲအကောင်လုံးမကြည့်ဒီဘက်မှာဘလောက်ဒုက္ခရောက်နေကြလဲဒါတွေအားလုံးဟာကျွန်တော်တို့တိုင်းပြည်မှာအာနာရှင်တက်အောင်ချုပ်ပြီးတော့ချဲလေခြင်းတိုင်းချဲလေရုပ်မှခြင်းတိုင်းရုပ်မှတဲ့အကျိုးဆက်တွေကြောင့်ကိုယ့်အိမ်ကိုယ့်ရမှာအေးစစ်စစ်မနေရဘဲနဲ့ထွက်ပြေးရတဲ့ပြည်သူတွေဘဝဒီဘက်မှာမျက်နှာငယ်နဲ့ဟမ်ဖိုင်းမှာတနေ့လှုပ်ရက ဘတ်300ရတယ်ထားလွယ်လွယ်အလုပ်ချာလို့မရဘူးတော့အခုလူကြီးများလို့ရှင်းရှင်းပြောရင်ကျွန်နေများလို့ဗျာကျွန်တော်လည်းကျွန်နေရကျွန်တယောက်ပါဘတ်300လေရလာပြီတနေ့ကို900တောင်းတလောက်ခမဒေါ်လာအတွက်ကြည့်ရင်ဒေါ်လာ10လောက်ဝရှိတယ်လူတယောက်ကိုဒေါ်လာ10နဲ့တနေ့လုံးခိုင်းလို့ရတဲ့တိုင်းပြည်ဗမာရလေကျွန်တော်တို့ဘဝအဲ့ဘဝရောက်နေတာဒါတွေကိုဒီကောင်တွေတိုင်းပြည်မျက်နှာကိုကြည့်ရကောင်းမှမတိပဲနဲ့ ဒီလိုတိုင်းပြည်ကိုနေကြတဲ့နေကြအောင်အာနာရှင်လောက်တဲ့ရောက်တဲ့ရောက်ရုံမာတဲ့ကောင်မျိုးအနားမှာရှိလို့ဒါအဝေးမှာရှိလို့သကလုံးနဲ့ပဲတုတ်ပြန်တာအနားမှာရှိလို့ရှိရင်လူကိုယ်တိုင်တုတ်ပြန်ဒါကျွန်တော်ပြုတ်ရင်လေးပြောတာကျွန်တော်ကိုယ်တိုင်အဲ့ဒီလောက်ရမျိုးလောက်လို့ကျွန်တော်အဲ့လိုလုပ်သွားလိုက်ကျွန်တော်တို့တိုင်းပြည်အတွက်ပြတ်သားကြပါတော့နော်ရန်သူကိုရန်ကပြတ်အောင်လုပ်ပြဖမ်းမိတဲ့စစ်တုံးမန်းတွေဘာစောက်ပေါ်နေဂျီဒီပါကုမ္ပဏီမလုပ်နဲ့ငါလုံမသားတွေအကောင်လုံးလုတ်ပြလိုက်ရှင်းရှင်းလေးပဲဘာဖြစ်လို့လဲဒီကောင်တွေကအခုခုနကဗီဒီယိုဖိုင်တစ်ခုတွေ့တယ် ဟိုဟာဗမောကအမြောက်အဲ drone ပညာရှင်လို့ပြောတယ်သူ့အတူစစ်ကောင်စီတပ်ကဖမ်းမိတယ်ကောင်သူ့ကိုဖမ်းထားပြီနော်တူတယ်အဲ့ဒီ200 400တက်လားမသိကျွန်တော်မေ့သွားပါပြီတက်နံမယ်တော့အဲ့တော့သူပြန်မယ်တဲ့သူတို့ရင်ထဲကိုကြည့်လိုက်သူတို့ကြတော့တက်ချင်တိုင်းတက်ဖြတ်ချင်တိုင်းဖြတ်မယ်သူတို့မိတော့ဘယ်ဟုတ်စစ်တပ်ကိုပြန်မယ်ဆိုတော့ဟာစင်းသားကြည့်အဲ့လိုကောင်မျိုးတွေကိုကျွန်တော်တို့ကနားနဲ့မျက်စိနဲ့ပွန့်ထောက်အောင်အခုံးဝင်ထောက်အောင်လုပ်ပြလိုက်ကမှာဒီလိုလုပ်ရင်ဒီလိုသိရတဲ့ အဲအဲ့ဆိုပေမပေးခြင်းမလုံနဲ့ပြည်သူကိုပြည်သူလိုတစ္ဆာရှိရှိဆက်ဆံအဲ့ဒီ message ကိုကျွန်တော်တို့တွေပေးဖို့လိုအပ်နေတယ်။ကဲဒါကတော့ကိုစီသုံးသက်ထားတဲ့ video file ဖြစ်ပါရဲ့နော်။အဲ့တော့ Champion Six ကောင်စီတို့က Champion Six ကောင်စီကိုထောက်ပို့နေတဲ့သူတွေ၊ဘောပါနေတဲ့သူတွေကတော့ဒီ online ဖွဲ့ချမ်းကတော့ပြပြသားသားလောက်ရမယ့်အခြေအနေဖြစ်ပါရဲ့နော်။အဲ့တော့ကြားတဲ့အချိန်မှာဒီနေ့မှဆိုလေလင်းဘုံကျဲတဲ့နေရာတဲ့နေရာတိုင်းမှာကျဲခံနေရတာပေါ့နော်။ဒီဆိုလေဆေးရုံတွေကျဲခံပြီးတော့တည်သွားတဲ့သူတွေလည်းအများကြီးပေါ့နော်။ဒီသတင်းမှာဖတ်ရတာပေါ့။ ဲ့တော့ဘာပြီးတော့သူတို့ဘက်ကတော့လှုပ်လိုက်တော့ရဲဆက်ဆက်လောက်လောက်တာတွေ့ရပါတယ်နော်ဟိုနေ့ကလည်း PDF ရဲပေါ်ကြီး9ယောက်လောက်ဖမ်းခံရတယ်ဖမ်းခံတဲ့ခါမှတခါလေသူတို့တပ်လိုက်တယ်ဆိုတာတွေ့ရပါဘောနော်အဲ့တော့ Champions League ကောင်စီကတော့သူတို့ကတော့ဒီရန်သူရန်သူလိုဆက်ဆံတယ်ဒီဘက်မှာကတော့ဆက်ဆံတဲ့ဟာတွေကိုတော့ဒီ ဒီခါလေးကျရင်ပြည်သူတွေအားမရတဲ့အရာတွေရှိတယ်ဗောနော်အဲ့တော့ဘာပြောပြောဗောနော်အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ဒေါ်လာရရတော့အမြေပြင်မှာတော့ကျွန်တော်တို့ဒေါ်လာပြည်သူဒေါ်လာတစ်ဖက်တွေကအနိုင်ရရှိနေတဲ့နေဖြစ်အနေထားဖြစ်ပါရဲ့နော်ခုနလေဒေါ်လာဆိုဝီဆိုပြောခဲ့တယ်လို့ပဲမလေးရှားနိုင်ငံအကျယ်ဝန်းလောက်တော့ဖြစ်နေပြီဗောနော်အဲ့တော့ဘာပြောပြောဒါကတကယ်ပဲတင်ကောင်းဖြစ်ပြီးတော့မကြခင်မှာခုနသုံးသက်တယ်လို့ဗောနော်ပွဲကြီးပွဲကောင်းတွေကလာတော့မှဖြစ်တဲ့အတွက်ဗောနော်ပြည်သူအားလုံးပဲအားတင်းထားကြပါလို့ပြောဆိုရင်ကျွန်တော်ပြည်သူလို့ဆုံးသက်လိုက်ပါရဲ့နော် โอเคအဆအဆုံးကြည့်ပေးရတယ်မိဘမိဘပြည်သူရောက်စတဲ့သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးဘေးနဲ့ပေါ့စုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ